ိသမားလုံးပဲမင်္ဂလာပါခင်ဗျအခုဆိုရင်ကျွန်တော်တို့ရဲ့မြန်မာဖိုင်တာ2မိအောင်ကလည်းရှေ့လာမဲ့1 Friday 5 110ပြိုင်ပွဲကြီးကိုပါဝင်ဆင်နွှဲဖို့အတွက်ထိုင်းနိုင်ငံကိုရောက်ရှိနေဖြစ်ပါတယ်2မိအောင်ကလာမဲ့မေလ30ရက်နေ့မှာကျင်းပကိုရှိနေတဲ့1 Friday 5 110ပြိုင်ပွဲကြီးမှာနော်မမြောက်ပွဲစဉ်ကိုမြောက်ပွဲစဉ်ကိုသူထိုးရမှာပါလေးဝမြောက်ပွဲစဉ်ကတော့ Super Channel Muga Sito ပွဲစဉ်ကိုမြောက်ပွဲစဉ်ကတော့ထုံးမင်းအောင်နဲ့ Time Fighter Shaft တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ခင်ဗျဒီပွဲဟာထုံးမင်းအောင်အတွက်၆လကြာပြီးမှ1ပွဲပြန်ရတာဖြစ်ပါတယ် ဒုံမြောင်ကနောက်ဆုံးထိုးခဲ့တာကမော်ရိုကိုဖိုက်တာစာဒီနဲ့ထိုးခဲ့တာအဲ့ပွဲစဉ်မှာသူအချုံရလန်နဲ့ရင်ဆိုင်လိုက်ရတယ်အဲ့နောက်မှာသူ့ကိုဝမ်းကပွမ်းပေးပဲနဲ့ထားခဲ့တာ၆လအောင်ကြာသွားခဲ့တယ်အခုတော့ပွဲပြန်ပေးလိုက်ပြီထိုင်းဖိုက်တာရှက်ဖက်နဲ့ပွဲတယ်ပေးလိုက်တယ်အစောပိုင်းကထိုးခဲ့တဲ့ပွဲစဉ်တွေမှာထုံးမင်းအောင်အတွက်သူ့ပြိုင်ဘက်တွေကထိုင်းဖိုက်တာတယောက်မှမပါခဲ့ဘူးဗီယက်နမ်တို့မော်ရိုကိုတို့အဲ့လိုဖိုက်တာမျိုးတွေပဲဖြစ်နေခဲ့တာအဲအခုဒီချိန်မှာထုံးမင်းအောင်ကထိုင်းဖိုက်တာတယောက်နဲ့ပထမဆုံးအချိန်စုံတိတ်ခွင့်ရတာဖြစ်ပါတယ်ချက်ဘက်ကိုထုံးမင်းအောင်နဲ့ရှောက်တယ်လို့တော့မရဘူးဗျ ရှက်ဘက်ဟာဝမ်းမှာအခုမှမျက်နှာသိဖိုက်တာဝမ်းပထမဆုံးပွဲကိုသူကထုံးမအောင်နဲ့ထိုးရောက်လာခဲ့တယ်ပေါ့လေဒါပေမဲ့ရှေ့မှာသူကမွေထိုင်းပွဲတွေအများကြီးထိုးထားပြီ50နဲ့6ပွဲတောင်ထိုးထားတယ်အဲ့မှာသူ38ပွဲနိုင်တယ်17ပွဲရှုံးတယ်အဲ့လိုမှတ်တမ်းရှိတယ်ပေါ့လေပြီးတော့81ကီလိုတန်းမှာသူဒီချန်ပီယံဖြစ်ထားတဲ့ဖိုက်တာဒီတော့ရှက်ဘက်ကို 3G ထားပြီးတော့ထုံးမအောင်နဲ့ထိုးရလိမ့်မယ်ဗျထုံးမအောင်ကလက်ရှိမှာပွဲအတွက်ပြင်ဆင်မှုတွေကိုလုံနေမဲ့သူ့အနေနဲ့ဝိတ်မဝင်သေးဘူးပေါ့လေအဲ့ကြောင့်ဝိတ်ရှာနေတယ်လို့ကျွန်တော်သိရှိရတယ် ဝမ်းကအခုဆိုရင်ဒီ fighter တွေအခက်တွေ့ရတဲ့ hydrogen တက်စစ်စစ်ရနဲ့ဝိတ်ချင်တာကိုအဆင်ပြေအောင်ဆိုပြီးတော့ပွဲမှာတရဝင်ပေါ့လေ hydrogen တက်စစ်စစ်မှုနဲ့ဝိတ်ချင်တာမလုပ်ခင်တရက်အလိုမှာကြိုပြီးတော့စစ်စစ်မှုတွေလုပ်ပေးတယ်အဲ့ဒီမှာဝိတ်ကကြော်နေသလား hydrogen test မအောင်ဘူးလားအဲ့ဒါဆိုဘာဘာညှိဖို့လိုတယ်လဲဆိုတော့အကြံပေးပြီးတော့အဲ့တရက်အတွင်းမှာ fighter တွေကဝင်အောင်လုပ်ရင်တရဝင်စစ်စစ်ရနေမှာတော့ hydrogen test နဲ့ဝိတ်ချင်တာကိုအောင်မြင်ကြော်ဖြတ်သွားနိုင်တာများလာတာကိုကျွန်တော်မြင်တွေ့ရတယ်ခင်ဗျအဲ့တော့လက်ရှိမှာတော့ခမင်းအောင်ကတော့သူ့အနေနဲ့ ဝိရှာနေလို့ပြောထားပါဗျ။အဲ့တော့ဝိဝင်အောင်တော့အရင်ဆုံးသူစ조사နေတယ်ပေါ့လေ။ထွန်းမင်းအောင်နေနဲ့ဒီပွဲကမနိုင်မဖြစ်နိုင်ဝင်နိုင်မယ့်ပွဲစဉ်မှာ။ဘာကြောင့်လဲဆိုတော့ तू က1မှာ3ပွဲထိုးထားပြီး2ပွဲရှုံးထားတယ်။အခုပွဲစဉ်သာထပ်ပြီးတော့အရှုံးရလာနေကြုံလိုက်ရင်4ပွဲထိုးတာမှာ तू 3ပွဲရှုံးတာဖြစ်သွားမယ်။3ပွဲရှုံးတာဖြစ်သွားရင်ရှေ့မှာတော့ तू ဒီဟိုပွဲရဖို့တော့6လဆောင်ခဲ့ရတာဗျာ။အဲဒီ Morocco Fighter Society ကိုရှုံးပြီးရနောက်ပိုင်းလေ။ဒီပွဲစဉ်သာထပ်ရှုံးသွားရင် तू က အနိကန်နေထားနေပြောမယ်ဆိုနှစ်ပွဲဆိုင်ဆုံးတာဖြစ်သွားပြီအဲ့လိုဆိုရင်သူ့ကိုဝမ်းကပွဲပေးဖို့အခုတက်ပို့ပြီးတော့စဉ်းစားသွားတာတွေရှိနိုင်တယ်ဗျဒါကြောင့်ဒီပွဲဟာထွမင်းအောင်အတွက်မနိုင်မဖြစ်နိုင်အောင်ထိုးရမယ့်ပွဲစဉ်ဖြစ်နေပါတယ်ထွမင်းအောင်နေနဲ့နိုင်ပွဲရအောင်နေမှာဈေးလိုလေအခုကလေးကနေကြိုတင်ပြီးတော့ဆူတောင်းပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ